နာဝီယာအင်နိုဝဲနဲ့ရာမန်ဂါဒီနက်စ်ပွဲဒီနေ့ပွဲကရှင်းလျက်ပွဲတွေထက်အများကြီးတားတယ်ရှင်းပွဲတွေက ပြင်ဖို့ကောင်းခဲ့သမျှဖြောပြရင်ပြန်ပေးနိုင်တယ်အန်တာတိန်မန့်ဖြစ်အောင်ဆော့ပြနိုင်တယ်စိတ်လုံရှားရတယ်ဗျာရာမန်ဂါဒီနက်စ်က WBA ကစူပါဘန်တန်ဝိတ်မှာနံပါတ်1ကွန်တက်တာပါအာဆိုလူရှင်းတဲ့ဒီဘက်ကနံပါတ်1ပါမနစ်ကဧပြီလမှာရူဘီရိုကိုနိုင်ပြီးတော့ WBA vacant champion ဖြစ်လာတယ် WBC ကပတ်နဲ့ပြောရရင် saver ပေါ့ဗျာအဲ့ကပတ်ကိုပိုင်တော့တကယ် real ကပတ်ပိုင်ရှင်ဖြစ်တဲ့နာဝရကိုစိန်ခေါ်ခွင့်အော်တိုရသွားတယ်ရာမန်ကလဲတယ်ဗျသူနဲ့နာဝရတွေ့ရမယ်ဆိုတာကျင်းသိသိတော့အချိန်ပြီးလေ့ကျင့်နေတာကြာပြီမမရရတနေ့လောက်အချိန်ရထားတယ်ပြောတယ် Louis Nery နဲ့နာဝရက2024မေလတော့မှာဂျပန်မှာထိုးခဲ့တယ်အဲ့ပွဲမှာဒုတိယအချိန်မှာနာဝရကို Nery ကတခါကြောင်ထိုးနိုင်ခဲ့တယ် stat တစ်ခုတက်ရင်ညာလက်ကကျလာတတ်တယ်ချက်ထောင်းရင်လက်ကျတတ်တယ် အတက်ကင်ဖွင့်ဆောင်ရင်လက်ကအနေငယ်ကြလာတဲ့အဲ့ပိုင်းကိုရောမွန်ကတိတိကျကျတိထားတယ်။ငကိုတက်က left foot တွေ over hand right တွေကောင်းတဲ့သူမလို့အဲ့ပိုင်းကိုပဲနင်းဆော့ဖို့ game plan ချပြီးတော့ပြင်ဆင်တယ်။ပွဲတွင်းမှာရောမွန်က high get တင်ဆော့တယ်။ Jeff ကိုလှုပ်ပေးထားတယ်။ရွေချက်ကရှိတယ်။နောက်ရ Jeff ထောက်တဲ့အချိန်1 2ထိုးတဲ့အချိန် left foot or ညာ white ဆွဲတဲ့အချိန်တွေအတွက်ကိုလှုပ်ပေးထားတာ။ပရမအချီကတယောက်ကိုတယောက်လိလာတဲ့ round မလို့တိတ်ပြီးရေကြီးခွင့်ခြင်းမရှိဘူး။ normal jazz အပေါင်းစဲ round ပဲဒုတိယအချီမှာခြေတိုးနောက်ဆုတ်လုပ်ရင်လက်ကျတက်လာတဲ့နာဝရက1 2တွေပြစ်ထိုးတယ်အတင်းလိုက်ခဲ့တယ်အဲ့ချိန်မှာပဲကောင်တာ left foot တစ်ချက်ကတဲဝင်လာတယ် same mistake ပါပဲ louis nery လည်းနာဝရကိုအဲ့ဒီအချက်အဲ့ဒီအကွက်နဲ့အဲ့ဒီအချီမှာပဲအမောက်ချခဲ့တာပါတပုံစံတည်းပါလုံးဝမလွယ်သွားဘူးနောက်ရအမတ်စင်ရေခံလိုက်ရတယ်။ကံကောင်းသွားတာက အချီပြေးဖို့16စက္ကန့်ပဲလိုတော့လိုပါ အကယ်၍ဒါ10မိနစ်ကြာကြာလောက်ဒါကြံသေးမယ်ဆိုရင်ဂျပန်လေးအတွက်ကမလွယ်ဘူးဂျပန်လေးတော့မဟုတ်ဂျပန်ကြီးအတွက်ကမလွယ်ပါဘူးနောက်ချီတွေမှာနည်းနည်းလန့်သွားတယ်အရင်မကတ်တော့ဘူးအတိုင်းညာတစ်ခုတည်းခွာဆော့တယ်ရာမွန်ကတော်တော်လေးစိတ်ရှိတယ်၃ချက်တစ်ချက်ကိုရင်ထိုးတာ jab 1 2လောက်ထိကို ace လွတ်ပေးထားတယ် left hook နဲ့ right hook တွေကြီးပဲပြက်ပြက်ပြီးဆွဲချတယ်နောက်ရက်ကအကွာဝေးတစ်ခုကနေပဲထင်းဆောင်ရတော့တယ်တချီတချီပြီးတိုင်း inner way ရဲ့အဖေ shinki inner way ကလက်တင်ထားဖို့နဲ့အကွာဝေးတစ်ခုကနေထင်းဆောင်ဖို့ကိုပြောတယ် ဒုတိယ option ကိုလုံနိုင်ပြီးတော့လက်ကျနေတာအသားသိနေတာမို့ချက်ချင်းတော့မပြင်နိုင်ဘူးမလုံနိုင်ဘူးရှီတုံးနောက်ဆုတ်တွေမှာလက်ကကြာမြဲကြာဆဲပဲဒါပေမဲ့6ချီမှာ Ramon ကို liver shot တစ်ချက်ဆန်းနိုင်လိုက်တယ်မျက်နှာပြက်သွားတာနောက်ရချက်ချင်းသိလိုက်တယ်ကျွန်းဝိုင်းတောက်ကိုပို့ပြီးတော့ပွဲပြက်ဖို့လုံတယ် liver နားကိုထပ်အထိုးခံရမှာကြောက်လို့လက်နဲ့ကာထားတဲ့အချိန်မှာဘယ်ဝိုက်ဆွဲချတယ်1 2တွေလိုက်တယ် Ramon တော်တော်လေးကိုပုံပြတ်နေပြီဒါပေမဲ့ counter right hook တွေဆွဲချနိုင်နေအောင်ပဲပြန်ပြီးတော့ counter ထွက်တော့မဲ့ ျွန်တော်ထင်လိုက်တာကအဲ့ချီတုံးကပြက်ပြီလို့တော့ထင်လိုက်တာကန်ကောင်းလို့အချီပြေသွားပါတယ်ခုနှစ်ချီမှာနှစ်ယောက်လုံးတယောက်ကိုတစ်ချက်ထိတယ်ရင်းထိုးကြပြီတကယ်ကြုံကြပြီတယောက်ကိုတစ်ချက်နှီးပါပဲတိတ်မကွာဘူးရမွန်ကလည်း body တွေထိတယ်လို့နောက်ရက်ကလည်းကောင်တာတစ်ချက်တစ်ချက်ထိလို့ပြပြီးတော့နှိမ့်သွားသေးတယ်အချီပြေပေါ်32စက္ကန့်မှာညာဝိုက်တစ်ချက်ကြောင်းရမွန်ပြပြီးတော့ရိုင်ထွက်သွားတယ်ချက်ချင်းညာဖြောင်းတစ်ချက်ထပ်ထုတ်လိုက်တော့လဲကျသွားတယ်မက်စင်ရေခံရပြီဒီချိန်မှာကျတော့ရမွန်ပြန်ပြီးတော့ကန်ကောင်းသွားတယ် ်ဆက်လေးစက္ကန့်ပဲကြံတော့လို့ပွဲတော့မပြတ်သွားချာဘူးရှစ်ချီဒီပွဲရဲ့နောက်ဆုံးအချိန်ပါပဲနာဝေယက1-2ပြစ်ထိုးတဲ့ရောမွန်ကုံလူနီနီကိုဖြစ်နေပြီးဂျိုဝိုင်းနာအရောက်မှာ right hook ထပ်ပြီးဆွဲချလိုက်တယ်ဟန်လုံးဝပြတ်နေပြီးအတကုံဖိထိုးတဲ့ဒိုင်ဝင်ဓာလိုက်ပါတယ်ရှစ်ချီရဲ့45စက္ကန့်ပဲကြာလိုက်ပါတယ်ကျွန်တော်အထင်10စက္ကန့်လောက်တော့ထပ်ပြီးတော့လှုပ်ပြီးတင့်သေးတယ်လို့ထင်တယ်ရောမွန်ကလက်လုံးလုံးမကြသေးဘူးနိုင်နေပြီဆိုတော့မှန်ပေမဲ့ နည်းနည်းလေးတော့မဆိုးတလောက်လေးထပ်ပြီးစောင့်လိုက်ရင်တော့ပိုကောင်းမယ်လို့ထင်ပါတယ်မြေစုပ်ပင်ဆိုစေကမူပေါ့နော်နောက်ရ in the way versus ramo cardinals တို့ပွဲကရတမြောက်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်တယောက်ကိုတယောက်အချိန်မရွေးအလဲထိုးနိုင်သွားတဲ့အခြေချင်းတွေလည်းတွေ့ရတယ် game plan ကိုစီလည်းတွေ့ရတယ်ပွဲတစ်ပွဲကိုဘာဖြစ်မလဲဘာဖြစ်မလဲဆိုတဲ့တန်ဖိုးကိုလည်းစွဲတင်သွားနိုင်တာတွေ့ရတယ်ပြောမယ်ဆိုရင်ဒီရပိုင်းအတွင်းကဘောင်စင်ပွဲတွေစုပ်ပြတ်တက်နေတာကိုအဖက်ဆယ်ခဲ့တဲ့ပွဲတစ်ပွဲပါ ပွဲပြီးသုံးသချက်ကတော့ဒါပါပဲပွဲစဉ်အစားဆုံးကို Telegram မှာချိလို့ရပါပြီဟုတ်ကဲ့ကျွန်တော်ညောတာပါ Channel MSN ပါတတ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ